ားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့မေရဝိတန်ချန်ပီယံကြီးဟန်ဆက်ချမိုင်းယက်အနေနဲ့ရှောင်းစရီကလန်စီကနေပြီးတော့တနက်နဲ့ပြစ်ခံရမလို့ဖြစ်ခဲ့ဘူးတဲ့ဆိုတဲ့ဖြစ်ပျက်တစ်ခုရဲ့အကြောင်း UFC ရဲ့ဒီ lightweight တန်း champion ကပတ်လူပွဲနေရအတွက်စိန်ခေါ်ထိုးသက်ခွင့်ရမယ်ဆိုပြီးတော့နာမည်ထွက်နေတဲ့ fighter ဖြစ်တဲ့ Paddy Pimblett ဆိုတဲ့အကြောင်းနဲ့ UFC featherweight တန်းကတက်တော်ရှိ fighter ကြီးဖြစ်တဲ့ Yair Rodriguez နေနဲ့မကြခင်ချိန်တွင်းမှာ champion ကပတ်စိန်ခေါ်ခွင့်ရောပြန်လည်ရရှိသွားနိုင်ရင်သလားစတဲ့အကြောင်းအရာတွေကိုစူးစီးတုံ့သက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရမအောင်အနေနဲ့တင်ဆက်ပေးသွားခြင်းလဲကြောင်းကတော့ UFC ရဲ့ဒီ Heavyweight Champion ကြီး Hanser Chimaev အနေနဲ့ ရှောင်းစကလန်စီကနေပြီးတော့တနက်နေ့ပြစ်ခံရမလို့ဖြစ်ခဲ့ဘူးတဲ့ဆိုတဲ့အကြောင်းအရာတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ပိတ်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲ UFC ရဲ့ဒီ Middleweight တန်းက Fighter ကြီး Sean Strickland ဟာဆိုလို့ရှိရင် UFC ရဲ့အဖွဲ့အစည်းမှာတော်တော်လေးကိုသူ့အနေနဲ့ guard တိုက်တတ်တဲ့ Fighter တူလို့ပြောရမှာပဲဖြစ်ပါတယ် Sean Strickland အနေနဲ့သူကတော့ UFC အဖွဲ့အစည်းမှာ Middleweight တန်းမှာ Champion Hound တူဖြစ်ခဲ့ဘူးသူဖြစ်ပြီးတော့သူ့ Champion ဖြစ်ခဲ့စဉ်ကာလတုန်းက UFC အဖွဲ့အစည်းအနေနဲ့တော်တော်လေးကိုသတိထားပြီးတော့သူ့ကိုပွဲထုတ်ရတယ်ဒါဖြစ်ခဲ့တဲ့ဒီ Fighter ချမ်းတစ်ယောက်ဖြစ်ပါတယ် ဒါဘယ်လိုလဲဆိုတော့သူကကြမ်းလုံးလို့မဟုတ်ဘဲနဲ့သူ့အနေနဲ့သူပြောချင်တာတွေရှောက်ပြောပြီးသူလှုပ်ချင်တာတွေရှောက်လှုပ်တတ်တဲ့ဖိုက်တာတယောက်မဟုတ်လို့ပဲဖြစ်ပါတယ်။သူ့အနေနဲ့ဒီ state symbol ရောက်သွားရင်သူပြောချင်တာတွေအင်မတန်ပြောတတ်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့သူ့ကိုပွဲထုတ်တဲ့နေရာမှာ American နိုင်ငံလူမျိုးနေရာမှာသာသူ့ကိုပွဲထုတ်ခဲ့ရတာဖြစ်ပြီးတော့ ရှောင်းစထရစ်ဂလန်အနေနဲ့တော်တော်လေးကိုအားချောင်တက်တဲ့ကစားသမားတဦးလို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ရှောင်းစထရစ်ဂလန်အနေနဲ့ကသူကဒီ UFC ရဲ့ဒီ Champion ကပ်ဘက်ကိုပြီးခဲ့တဲ့2023ခုနှစ်မှာ UFC ရဲ့ရင်းနှုန်းက Middleweight Dan Champion ဟောင်း Israel Adesanya ကိုနိုင်ရရှိပြီးတော့ရရှိသွားခဲ့တာဖြစ်ပြီးတော့သူအနေနဲ့ဒီ Champion ကပ်ဘက်ကာကွယ်ပွဲကတော့တပွဲမှမရှိလိုက်ပဲနဲ့ Champion ဟောင်း Drinker Duplessis နဲ့တွေ့ဆုံရှင်ပြိုင်ထိုးသက်ခဲ့တဲ့အခါမှာသူ့ရဲ့ Champion ကပ်ဘက်ပြုတ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ ရှောင်းစရစ်ဂလန်ဒီနဲ့ MMA ပွဲစဉ်မှာသူ့အနေနဲ့တိုတယ်36ပွဲတီထိုးထားပြီးတော့အဲ့ဒီကမှ29ပွဲနိုင်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ဖိုင်တာချန်တယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့နိုင်ယူရရှိထားတဲ့36ပွဲထဲမှာ sorry နိုင်ယူရရှိထားတဲ့ဒီ29ပွဲထဲမှာဆိုလို့ရှိရင်7ပွဲကိုအလဲတို့၄ပွဲကို submission 14ပွဲကို decision နဲ့နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Shawn Strickland အနေနဲ့ finishing rate ကလည်းတော်တော်လေးကိုကောင်းတဲ့ fighter တူလို့လည်းပြောရမှာဖြစ်ပါတယ်ပြပစီဖွဲ့စည်းမှာဆိုရင်တော့ဒီဒီကြကြပြောရမယ်ဆိုလို့ရှိရင်အခုအချိန်ထိပွဲစဉ်23ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့16ပွဲနိုင်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာဖြစ်ပါတယ် ကျွန်တော်ကတော့ပြောခဲ့သလိုပဲရှောင်းစထရက်လန်ဟာတော်တော်လေးကိုသူ့အနေနဲ့ဒီစိတ်ရောလူရော လူချမ်းကြီးလို့ပြောရမယ့် fighter တူဖြစ်ပြီးတော့သူ့အနေနဲ့စိတ်မထင်ရင်မထင်သလိုထားထားလောက်တတ်တဲ့အကျင့်ရှိတဲ့ fighter တယောက်ဖြစ်ပါတယ်။ကဲကျွန်တော်တင်ဆက်ပေးမယ့်ဖြစ်ပျက်ကတော့ဒီ UFC ရဲ့ဒီလက်ရှိလောလောဆယ် Champion ကြီး Hazard Chimaev နဲ့ Shawn Strickland ရဲ့ချင်းမှာတွားရောက်လက်ကျင့်ဘူးတဲ့ fighter တယောက်ဖြစ်ပါတယ်။ Shawn Strickland နဲ့လက်ကျင့်နေတော့မှာ Hazard Chimaev ရဲ့အနေနဲ့ Shawn Strickland မကြိုက်တဲ့စကားတစ်ခုပြောမိလိုက်တဲ့အတွက်ကြောင့်မို့လို့ နောက်တနေ့မှာဟန်ဆက်ချီမိုင်းရက်တို့လေ့ကျင့်နေတဲ့အချိန်မှာရှောင်းရွှေကလန်ကတနက်ယူလာခဲ့တဲ့အထိသူတို့ရဲ့ဂျားမှာပြဿနာဖြစ်ခဲ့တယ်လို့ဟန်ဆက်ချီမိုင်းရက်ကမကြသေးခင်ချိန်တုန်းကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာပြောလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီဟန်ဆက်ချင်မရဲ့အနေနဲ့တနက်နေ့တော့အပြစ်မခံရခဲ့ပဲနဲ့တနက်နေ့အပြစ်ခံရလူနေနေဖြစ်သွားတာကြောင့်မလို့ဟန်ဆက်ချင်မရဲ့ကို sorry ရှောင်းစရကလန်ကိုသူ့အနေနဲ့တော်တော်လေးဖြုံသွားတဲ့ပုံပေါ်ပါတယ် ်အမေရိကန်နိုင်ငံကိုလာပြီးတော့ဟန်ဆက်ချင်မာရဲ့အနေနဲ့အားကြဲအားကြဲလုံနေတဲ့အတွက်ကြောင့်မလို့ရှောင်းစထရစ်ကလန်အနေနဲ့သူတက်နိုင်တဲ့ဘက်ကနေဟန်ဆက်ချင်မာရဲ့ကိုဖျဲပြလိုက်တယ်လို့ကျွန်တော်တို့နေကတော့သုံးသပ်မိပြီးတော့သူတို့နှစ်ယောက်ပွဲထဲမှာရှင်ပြိုင်ထိုးသက်ခဲ့မယ်ဆိုရင်တော့ရလက်ကတော့ပြိသက်တွေ ဒီခံမှန်းထားတယ်လို့ပဲဖြစ်မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ training လေ့ကျင့်ခန်းတွေဆင်းနေတုန်းကဟန်ဆက်ချင်မာကြီးရနေနဲ့ရှောင်းစုကလန်ကို၄-၅ချိန်အထိ submission တွေယူပြခဲ့တယ်လို့ဆိုပြီးတော့အဲ့လိုမျိုး submission တွေယူပြခဲ့တာကိုခံခဲ့ရလို့ပဲရှောင်းစုကလန်နေနဲ့မကြည့်နဲ့လို့နောက်နေ့တနက်ယူလာတာလားဆိုတာကတော့မပြောပြတတ်ပါဘူး။ ဟန်ဒချီမာရဲ့အနေနဲ့ကလည်းလက်ရှိလောလောဆယ်အချိန်မှာသူ့အနေနဲ့ဒီမေဒဝေတန်ချန်ပီယံကပ်ကာကွယ်ပွဲမကြခင်မှာပြန်ထိုးသွားရမယ့်အနေထားရှိနေတာလည်းဖြစ်ပါတယ်။ဟန်ဒချီမာရဲ့အနေနဲ့ဒီပြီးခဲ့တဲ့ UFC 319 event ပွဲစဉ်လုံးက သူ့အနေနဲ့ Driget Duplessis ကိုတော်တော်လေးကိုသူ့အနေနဲ့တမပြခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ Driget Duplessis အနေနဲ့လုံးဝကိုကလေးတယောက်လိုမျိုးရှုံးနိမ့်သွားခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Hanset Chima ရဲ့အနေနဲ့ Stand 5ဘိုင်းကိုပဲကြိုက်တဲ့ Britet တို့ရဲ့ဝေဖန်မှုကိုလည်းတော်တော်လေးကိုခံခဲ့ရတာပဲဖြစ်ပါတယ်သူ့ရဲ့ပွဲစဉ်တွေထဲမှာဒီပွဲစဉ်ကတော်တော်လေးကိုပြင်းမှုကောင်းတယ်နောက်တစ်ခါအဲ့ဒီပွဲစဉ်မျိုးပထိုးနဲ့စသည်ဖြင့်တော်တော်လေးကိုဝေဖန်ခံခဲ့ရတာဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီနောက်တစ်ချိန်ပြန်လဲတွေးဆုံတဲ့အခါမှာဆိုလို့ရှိရင် ပြိသက်ကိုပွဲချန်တပွဲရှင်ပြိုင်ထိုးသက်ပြဖို့လိုအပ်ပါတယ်အဲ့ဒါမှသာဟန်ဆက်ချီမာရဲ့အနေနဲ့ဒီမေဒဝေဒတ်မှာသူ့အနေနဲ့ချန်ပီယံအကျန်းဆိုတဲ့ဒီဖိုက်တာတူဖြစ်နေဆက်လက်ရပ်တည်နေနိုင်မှာဖြစ်ပြီးတော့သူဖြစ်ချင်နေတဲ့နှစ်ထပ်ကွန်းသုံးထပ်ကွန်းချန်ပီယံတွေဖြစ်ဖို့အတွက်ချန်ပီယံကပတ်စိန်ခေါ်ခွင့်တွေလည်းအဲ့ဒီလိုအချိန်မှသာရရှိနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်ဆိုတော့ဟန်ဆက်ချီမာရဲ့နောက်ထပ်ပွဲစဉ်ကတော့ကျွန်တော်အမြဲသုံးသပ်ထားခဲ့သလိုပဲ Greg Duplessis နဲ့တပံပြန်လည်တွေ့ဆုံနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ် အဲ့ဒီပွဲစဉ်မှာတော့ဟန်ဆက်ချင်မာရဲ့အနေနဲ့ Cricket Duplex ကိုပွဲဖြတ်ပြတဲ့ပွဲစဉ်မျိုးဖြစ်နိုင်ဖို့လိုပြီးတော့အဲ့ဒါမှသာလျှင်ကျွန်တော်ခုနကပြောခဲ့သလိုပြိသက်တွေစီကစိတ်လုံရှားစရာကောင်းတဲ့ Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ပြိသက်တွေအနေနဲ့ Shawn Strickland ကဟန်ဆက်ချင်မာရဲ့ကိုတနေ့နဲ့ပြစ်တော့မလို့ဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်ပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆတုံ့တက်မိလဲပြီးတော့ဟန်ဆက်ချင်မာရဲ့နောက်ထပ်ပွဲစဉ်ချန်ပီယံထိုးတက်တဲ့အခါမှာဘယ်သူနိုင်ရရှိသွားနိုင်တယ်လဲဆိုတာကို comment မှာစွန့်ရီတုံ့တက်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Lightweight Dan Champion ကပတ်ကိုမကြာခင်မှာစိန်ခေါ်ခွင့်ရရှိသွားနိုင်တဲ့ fighter ဆိုပြီးတော့နာမည်ကြီးနေတဲ့ Paddy Pimblett ဆိုတဲ့အကြောင်းနဲ့အကယ်၍သာတကယ်တမ်းထိုးသက်ခဲ့မယ်ဆိုရင် Paddy Pimblett အနေနဲ့ Lightweight Dan Champion ဖြစ်နိုင်တဲ့အခွင့်အရေးရရှိနိုင်လားစတဲ့အကြောင်းအရာကိုတုံ့သက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် UFC ရဲ့ဒီ lightweight တန်း ranking နံပါတ်9နေရာက fighter ဖြစ်တဲ့ Perry Pimblett ဟာဆိုလို့ရှိရင်တော့လက်ရှိလောလောဆယ်မှာ UFC ရဲ့ lightweight တန်း champion ကပတ်ကိုစိန်ခေါ်ခွင့်ရရှိသွားနိုင်တဲ့ fighter တူဖြစ်ပါတယ်ဆိုပြီးတော့သူ့အနေနဲ့နာမည်ကြီးနေတဲ့ကစားသမားတူဖြစ်ပါတယ်။ Perry Pimblett ရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ Perry Pimblett အနေနဲ့ ဒီ MMA ပွဲစဉ်ပေါင်း26ပွဲရှင်ပြိုင်ထိုးသက်ကစားထားခဲ့ပြီးတော့သူ့အနေနဲ့အဲ့ဒီတက္ကသိုလ်မှာ23ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံသား fighter ဖြစ်ပြီးတော့သူ့အနေနဲ့ UFC ဖွဲ့စည်းကိုစတင်ဝင်ရောက်လာခရဲကတော်တော်လေးကိုဒီပွဲကြံပြထားခဲ့တဲ့ fighter ဖြစ်ပြီးတော့ UFC ဖွဲ့စည်းမှာတက်ရှိလောလောဆယ်အချိန်ထိ ပွဲစဉ်မှာခုနှစ်ပွဲထိရှင်ပြိုင်ထိုးသက်ထားပြီးတော့ခုနှစ်ပွဲလုံးကိုနိုင်ယူရရှိထားပြီးတော့ရှုံးပွဲလုံးဝမရှိသေးတဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်။ Barry Pimplet အနေနဲ့သူအရင်တုန်းကရှင်ပြိုင်ထိုးသက်ခဲ့တဲ့ဒီ MMA ဖွဲ့စည်းမှဆိုလို့ရှိရင်လည်း Champion Hound ဦးဖြစ်ခဲ့ပူတာဖြစ်ပြီးတော့သူအနေနဲ့တော်တော်လေးကိုဒီရည်ချင်းရှိတဲ့ fighter တူဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့ 2ဦးအနေနဲ့သူ MMA ပွဲစဉ်23ပွဲနိုင်ရရရှိထားတဲ့အထဲမှာဆိုလို့ရှိရင်18ပွဲအထိကိုပွဲသိမ်းပြထားပြီးတော့10ပွဲကိုချုပ်ကွက်9ပွဲကိုအလဲထိုးနဲ့နိုင်ရရှိခဲ့ပြီးတော့အဲ့ဒီတဲကမှ6ပွဲကိုတော့ decision နဲ့နိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ပြီဆိုတော့ Paddy Pimblett အနေနဲ့ဒီသူ့ရဲ့ကစားပုံကစားနည်းကရောပရိသတ်ကိုပြေမှုအပြည့်ဝပေးနိုင်တဲ့ fighter လားဆိုတာကိုကြည့်လိုက်ကြအောင်ပါ Paddy Pimblett အနေနဲ့သူ့ရဲ့ကစားပုံကစားနည်းကတော့ဒီ ground game ကိုအခြေခံပြီးတော့ကစားတဲ့ fighter တယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Brazilian Jiu-Jitsu မှာ တော်တော်လေးကိုကောင်းတဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်နိုင်ရရှိထားတဲ့ပွဲစဉ်23ပွဲရှိတဲ့ထဲမှာ10ပွဲအထိကိုသူ့အနေနဲ့ချုပ်ကွက်တဲ့နိုင်ရရှိထားတာဆိုတဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ကဒီ submission ဘိုင်းမှာတော်တော်လေးကိုကောင်းတဲ့ fighter တူဖြစ်တယ်လို့လည်းပြောရမှာဖြစ်ပါတယ် striking မိုင်းမှာရော striking မိုင်းမှာဆိုလို့ရှိရင်လည်း Paddy Pimblett အနေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်မှာ Michael Chandler ကိုအလဲထိုးတိုင်ပွဲရဲနဲ့နိုင်ယူရရှိထားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ striking မိုင်းမှာလည်းမစိုးဘူးတော်တော်လေးကိုကောင်းတဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်။ ဆိုတော့ Barry Bimble အနေနဲ့ဘာကြောင့်မို့လို့အခုလိုမျိုးသူ့ရဲ့နံပါတ်9နေရာအထိရောက်ရှိနေတာကနေပြီးတော့နံပါတ်1နေရာကချန်ပီယံကြီးကိုစင်ခေါ်ခွင့်ကဘာလို့ရရှိသွားနိုင်တာလဲဆိုတဲ့အကြောင်းကိုကြည့်လိုက်ကြအောင်။ဘာဖြစ်လို့လဲဆိုတော့ Barry Bimble နဲ့ Ilya Topuria တို့ကအရင်တုန်းက beef တစ်ခုရှိခဲ့ဘူးတဲ့အကြောင်းကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါကဘာလို့လဲဆိုလို့ရှိရင် Barry Bimble အနေနဲ့ Ilya Topuria ရဲ့ဒီဝရက်မြေဖြစ်တဲ့ Georgia နိုင်ငံအကြောင်းတွေကိုနိုင်ငံရေးတွေပါဆွဲပြီးတော့ပြောတဲ့အတွက်ကြောင့်မို့လို့ ဘယ်ရီဘင်ဘလက်ကိုအီဒီယာတော်ပူရီယာကတော်တော်လေးကိုတင်းသွားခဲ့တာဖြစ်ပြီးတော့သူတို့နှစ်ယောက်အနေနဲ့ဒီ UFC ဖွဲ့စည်းရှင်ပြိုင်ထိုးသက်မဲ့ဒီဟိုတယ်မှာသူတို့နှစ်ယောက်အနေနဲ့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတဲ့အထိတော်တော်လေးကိုဒီပွဲကြမ်းခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီဖိုက်တာနှိုးအနေနဲ့တန်စကားကြိုးဝိုင်းထဲမှာတွေးဆောင်ဖို့အတွက်အရင်တုန်းကပယ်ရီဘင်ဘလက်ကလိုင်းဝိတ်တန်းမှာရှင်ပြိုင်ထိုးသက်တဲ့အီလီယာဒေါ်ဘူရီယာကဖေဒါဝိတ်တန်းမှာရှင်ပြိုင်ထိုးသက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့တွင်းနိုင်ခြင်းမရှိခဲ့ရမှာ ဧရိယာဒေါ်ဘူရီယာကလိုင်းဝိတ်တန်းကိုရောက်ရှိလာတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီဗိုက်တန်ရဲ့တွဲဆောင်ရှင်ပြိုင်ထိုးသက်နိုင်ဖို့အတွက်ကအခွင့်အရေးလုံးဝကိုများသွားခဲ့ပါပြီ။ဒါပြင်베리ပင်ပလက်အနေနဲ့ကလည်း UFC လိုင်းဝိတ်တန်းမှာတော်တော်လေးကိုပွဲကြမ်းပြထားတယ်။ခုနှစ်ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲနိုင်ရုံရရှိထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲတည်ပေးမယ်ဆိုရင်တည်ပေးလို့ရတဲ့အနေအထားဖြစ်ပါတယ်။ဒါပေမဲ့တခုရှိတာကသူက ranking နံပါတ်9နေရာက fighter ဖြစ်ပြီးတော့ ranking နံပါတ် ၃နေရာကဖိုက်တာဖြစ်တဲ့ Justin Gaethje အနေနဲ့ကချန်ပီယံကပတ်ကိုသူ့အနေနဲ့စိန်ခေါ်ထိုးတက်ဖို့အတွက်တော်တော်လေးကိုထိုက်တန်တဲ့နေသားဖြစ်နေတဲ့ဖိုက်တာဖြစ်ပါတယ်။ Justin Gaethje ကိုကြော်ပြီးတော့ Paddy Pimblett ကိုချန်ပီယံစိန်ခေါ်ခွင့်ပေးမပေးကတော့ UFC ဘက်ကဆုံးဖြတ်ရမှာဖြစ်ပြီးတော့ကျွန်တော်ဒီနေ့ပြောရမယ်ဆိုရင်တော့ကြော်ပြီးမပေးသင့်ဘူးလို့ထင်မြင်မိပါတယ်။ဆိုတော့ထားပါတော့တကယ်တော့ Ilya Dobrya နဲ့ Paddy Pimblett တို့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာနိုင်တယ်လဲဆိုတာကိုကြိုတင်သုံးသပ်ကြည့်လိုက်ကြအောင်ပါ။ ျွန်တော်အနေနဲ့ဒီသုံးသပ်မိတာကတော့ Ilya Topuria က ground game ဘိုင်းမှာရော striking ဘိုင်းမှာရော Perry Pimblett ထက်ပိုပြီးတော့တာတဲ့အနေထားရှိတယ်လို့ထင်မြင်မိပါတယ် Ground game မှာမတာဘူးဆိုရင်တော့မှ Perry Pimblett ရဲ့ဒီ Ground game attack တွေကိုကောင်းကောင်းကြီးကာကွယ်နိုင်တဲ့အရေးချင်း Ilya Topuria မှာရှိတယ်လို့သုံးသပ်မိတယ်ဘာဖြစ်လို့လဲဆိုတော့ Ilya Topuria က Gregor Roman Wrestling ကိုခြေခံပြီးတော့ကစားတဲ့ fighter ဖြစ်ပြီးတော့အဲဒီနောက်မှသာသူ့အနေနဲ့ Brazilian Jiu-Jitsu ကိုကစားတဲ့ fighter ဖြစ်ပါတယ်ဆိုတော့တခြား fighter တွေကသူ့ကိုဒီ grounding offense နဲ့လာပြီးတော့ဆော့လာမယ်ဆိုလို့ရှိရင်သူ့အနေနဲ့အကောင်းဆုံးကာကွယ်နိုင်တဲ့အရေးချင်းရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ Ilya Dobrya အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်လက်သီးပါဝါကိုပြောရမယ်။သူ့ကိုတိတ်တောင်ရရဖို့စူးစမ်းလာပြီးဆိုလို့ရှိရင်သူ့ရဲ့အနည်းငယ်လက်သီးပါဝါကိုလည်းသတိထားရမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်ဒီပင်ပလက်အနေနဲ့တော်တော်လေးကိုသတိထားပြီးတော့ကစားရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။ဆိုတော့အီလီယာဒေါ်ဘူရီယာကိုနိုင်ရရှိဖို့အတွက်ကတော့ဘယ်ဒီပင်ပလက်အနေနဲ့တော်တော်လေးကိုကြိုးစားတော့ရအောင်မှဖြစ်ပြီးတော့ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့အဲ့ဒီပွဲစဉ်မှာအီလီယာဒေါ်ဘူရီယာကပဲနိုင်ရရှိသွားနိုင်ဖို့အနေထားရှိတယ်လို့ပြောရမှာပဲဖြစ်တယ်ဗျ။ ဆိုတော့မှကျွန်တော်တို့နေတွေးကြည့်လိုက်မယ်ဆိုရင် lightweight တန်းမှာ Ilia Topuria ကအချိန်တော်ကြာတစ်ခုထိဘယင်တပားလို့ဖြစ်နေအောင်မှဖြစ်ပြီးတော့ lightweight တန်းရဲ့ဒီ fighter scene ကိုကြည့်မယ်ဆိုရင်သူ့ကိုနိုင်ယူနိုင်တဲ့ fighter ကတော်တော်လေးကိုရှားတာကြောင့်ဖြစ်ပါတယ်။နောက်တစ်ဘယ် fighter တက်လာမလဲတက်လာတဲ့ fighter အကုန်လုံးကိုတောက်ချနိုင်တဲ့အရေးချင်းအသက်အရွယ်အားသာချက် စသည်ဖြင့်အများကြီးရှိနေတဲ့အတွက်ကြောင့်မလို့အီလီယာဒေါ်ဘူရီယာအနေနဲ့ lightweight တန်းမှာဆက်လက်မင်းမှုနေအောင်မယ်လို့တော့ကျွန်တော်ကသုံးသပ်မိပါတယ်။ဆိုတော့ဒီပွဲစဉ်မှာလည်းကျွန်တော်သုံးသပ်မိတာကတော့ Betty Pimblet ကိုအီလီယာဒေါ်ဘူရီယာအနေနဲ့အကောင်းဆုံးရင်ဆိုင်သွားနိုင်မယ်လို့သုံးသပ်မိပါတယ်။ဆိုတော့ပရိသတ်တွေကရောဘလိုမျိုးထင်မြင်ယူဆသုံးသပ်မိသလဲ။ဒီပွဲစဉ်ကရောဖြစ်နိုင်ရဲ့လားဆိုတာကို comment မှာဇွန်နေ့သုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ။ နောက်ဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရကတော့ UFC အဖွဲ့အစည်းမှာဟိုးအရင်ကတည်းကရှိခဲ့တဲ့ fighter ကြီးတူဖြစ်တဲ့ Yair Rodriguez နဲ့ featherweight တန်းမှာသူ့အနေနဲ့ champion ကပတ်စင်ခေါ်ခွေထပ်မံရရှိသွားနိုင်သေးသလားသူ့အနေနဲ့ကရော featherweight တန်းမှာဘယ်လိုမျိုး fighter တွေနဲ့ထပ်မံတွေ့ဆုံသွားနိုင်သလဲစတဲ့အကြောင်းအရတွေကိုစူးစီးတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ယာရိုရီဒီဂက်စ်နေနဲ့လက်ရှိလောလောဆယ်ချိန်မှာဆိုရင်တော့ MMB ပွဲစဉ်မှာ26ပွဲရှင်းပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီကမှပွဲ20နိုင်5ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာဖြစ်ပါတယ်။ နိုင်ရရှိထားတဲ့ပွဲ20ထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့10ပွဲကိုအလဲတူ၅ပွဲကိုချုပ်ကွက်9ပွဲကို decision နဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Yaya Rodriguez တင်တဲ့ finishing rate ကလည်းတော်တော်လေးကိုကောင်းတဲ့ကစားသမားတူဖြစ်တယ်လို့ပြောရမယ်။ UFC ပွဲစီမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီ16ပွဲလေးရှင်ပြန်ထိုးစပ်ထားပြီးတော့အဲ့ဒီထဲကမှ7ပွဲနိုင်4ပွဲရှုံး2ပွဲပွဲမရှိဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်တယ်။ဆိုတော့မှားသွားတယ်ခုနကပြောတာ total 15ပွဲရှင်ပြန်ထိုးစပ်ထားတဲ့ fighter ဖြစ်ပါတယ်။ ရာရိုဒီဂတ်စ်တင်နဲ့ဒီဖက်ဒါဝိတ်တန်းမှာ UFC fighter ပွဲတစ်လျှောက်လုံးမှာသူ့အနေနဲ့ချန်ပီယံကပတ်လူပွဲတစ်ကြိမ်ကစားထားခဲ့ပူပြီးတော့အဲ့ဒီ fighter ကတော့ကျွန်တော်ရဲ့ဒီဖက်ဒါဝိတ်တန်းကကိုကြီးတူးလို့ပြောရမယ်အလက်ဇန္ဒားဗိုဂနော့စကီနဲ့ရှင်ပြိုင်ထိုးသက်ကစားခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ရာရိုဒီဂတ်စ်အနေနဲ့၃ကြိမ်မြောက်မှာလဲထိုးခံခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ ဒါရိုက်ရော်ဒရီဂက်စ်အနေနဲ့သူ့ရဲ့ prime gala ကနေကျသွားတယ်လို့တော့ပြောရမှာပဲဖြစ်ပါတယ်။အဲဒီမတိုင်ခင်တုန်းကတော့သူ့အနေနဲ့ featherweight တန်းကြားဖြတ် champion ကပတ်တွေ featherweight တန်းမှာကောင်းဆုံး striker စတဲ့ဂုံပုတ်တွေကိုပိုင်ဆိုင်ထားခဲ့မှုတဲ့ fighter တယောက်ဖြစ်ပြီးတော့ရိုက်ရော်ဒရီဂက်စ်အနေနဲ့ ော်တော်လေးကိုပွဲချမ်းပြထားခဲ့ပူတဲ့ fighter ဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့ April ကရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒီ Patricio Pitbull ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ Yair Rodriguez နဲ့သူ့ရဲ့တာလွန်ကောင်းမွန်လာတဲ့ striking skill တွေကိုပြသသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နောက်ထပ်သူ့ရဲ့ပြိုင်ဘက် fighter ကဘယ် fighter ဖြစ်သွားနိုင်တယ်လဲဆိုတာကိုကျွန်တော်အနေနဲ့စိတ်ဝင်စားမိနေပါတယ်။ Yair Rodriguez လို့ fighter မျိုးက ကျွန်တော်တို့လိုမြန်မာပြည်သက်တွေတော်တော်လေးကိုတင့်တော်တဲ့ fighter ဖြစ်ပြီးတော့ ground game မိုင်းရော striking မိုင်းရောမှာညီမျှမျှကစားနိုင်ပြီး striking မိုင်းကိုအားတာတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေအနေနဲ့ striking ကိုကြိုက်ပါတယ်ဆိုတော့ပြည်သက်တွေအနေနဲ့စောင့်ကြည့်တဲ့ကစားသမားတူလည်းဖြစ်ပါတယ်။ Jar Rodriguez အနေနဲ့ကတော့ taekwondo ကိုခြေခံပြီးတော့ sort တဲ့ fighter တူဖြစ်တဲ့အတွက်ကြောင့်မို့လို့ taekwondo kick တွေတော်တော်လေးကိုမြင်တွေ့ရတဲ့ fighter ဖြစ်တဲ့ ဒါကြောင့်မို့လို့ striking ကိုကြိုက်တဲ့ပြိသက်တွေနေနဲ့ Yair Rodriguez ရဲ့နောက်ထပ်ပွဲစဉ်တွေကိုမလို့တန်းစောင့်ကြည့်ကြအောင်ကျွန်တော်အနေနဲ့တိုက်တွန်းသွားခြင်းနဲ့သူ့အနေနဲ့ Champion ကပ်ပတ်စဉ်ခုံဝင်ရရှိသွားနိုင်သေးသလားဆိုလို့ရှိရင်တော့အခုအချိန်မှာ ranking နံပါတ်3နေရာမှာရှိနေတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Champion ကပ်ပတ်စဉ်ခုံဝင်ကတော့ရရှိသွားနိုင်တဲ့အနေအထားဖြစ်တဲ့ဒါပြင်ဒီ UFC ဖွဲ့စည်းနေတဲ့ Alexander Volkanovski ကိုသူ့ရဲ့ retirement fan အဖြစ် Yair Rodriguez လို့ fighter မျိုးနဲ့ပွဲတည့်ပေးပြီးတော့သူ့ရဲ့ဒုတိယကြိမ်မြောက်ပြန်လဲရရှိလာတဲ့ champion ခပတ်ကို ပြန်လဲကာကွယ်ပြီးတော့ retire ယူသွားနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့ပွက်တဲ့ပေကောင်းပွက်တဲ့ပေးနိုင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ Yaya Rodriguez စီနဲ့လောလောဆယ်တော့ champion ကပတ်စဉ်ခေါ်ခွင့်ရရှိဖို့မဖြစ်နိုင်သေးဘူးလို့ကျွန်တော်နေကတော့သုံးတက်မိပါတယ်ဆိုတော့ပရိသတ်တွေနေနေကရောဘယ်လိုမျိုးထင်မြင်ယူဆသုံးတက်မိတယ်လဲဆိုတာကို comment မှာဆိုရင်သုံးတက်ညှင်းခုံပေးကြပါဦးခင်ဗျာ